မိုင်းအောင်မြို့၌တာဝန်ရှိသူများကဒေသဖွံ့ဖြိုးရေးလုပ်ငန်းကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစီအပိုင်းမိုင်းအောင်ခရိုင်မိုင်းအောင်မြို့နယ်ဝမ်ဘူးကျေးရွာအုပ်စုဝမ်ပုံကျေးရွာ၌ယနေ့နဲ့နဲ့9နာရီတွင် KI စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုကွင်းစင်းဆောင်ရွက်ခဲ့ကြပါတယ်။ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်က အမှားစကားပြောကြားပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနေမြေစုမှုရေးစစ်ကြောင်းကြီး၅ကြောင်းတွင်ပါဝင်သည့်ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများကပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာတည်ကောင်းစရာများလူကုန်ကူးမှုဒါစီကာကွယ်ရေးမူရစည်းဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဇီဝများအန်ဒီတာစီကာကွယ်ရေးနေဆက်ဖြတ်ကျော်မိโกမြူငွေညဉ့်ဉန်းမှုရှော့ချရေးဆိုင်ရာတည်ကောင်းစရာများ ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး၊မွေးမြူရေးစသည့်ဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုအခြေအနေများကိုတက်ဆိုင်ရာကဏ္ဍအလိုက်အတိအသင့်ရှင်းလင်းပြောကြားခဲ့ကြပါသည်။ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးကတက်ရောက်လာသည့်ဝမ်ဘိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ဝမ်ပုံကျေးရွာ၊ဝမ်ရမ်းမကျေးရွာ၊ဝမ်ရမ်းလေကျေးရွာမှဒေသခံပြည်သူများ၏လိုအပ်ချက်တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးဒီကုန်းကျုပ်စကားပြောကြားကအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။